ဓိဝတ္တဝတိကထာကိုရွတ်တဲ့အချိန်မှာဘာကိုအာယုံပြည့်တဲ့မှာလဲဂါထာတွေရွတ်တဲ့မှာလားအဲ့တော့ဂါထာတွေလို့ဆိုတဲ့နေရာမှာကောင်းကျိုးချမ်းသာကိုဖြစ်စေတတ်တဲ့အာယုံပြုလို့ဖရာတရားတန်ခါနဲ့ပတ်သက်တဲ့ဂါထာတွေရွတ်တာတော့ကောင်းပါလားဓိဝတ္တဝတိကိုရွတ်ပြီးဆိုလို့ရှိရင်အဓိကဖရာကိုအာယုံပြည့်ပြီးရွတ်ဖို့ပဲတော်နိုင်ရှင်တယ် နေဆိုတာနေ့မှအလင်းရောင်ပေးတာလဆိုတာညမှအလင်းရောင်ပေးတာရှင်မရင်ဆိုတာလဲမေဝန္တန်းစာတွေစင်ထားမှသူတင့်တယ်လားယဟနာဆိုတာလဲဇံဝေစားနေတဲ့အချိန်မှာတင့်တယ်မြတ်စွာဘုရားကတော့အဲ့လိုမဟုတ်ဘူးနေရောညာရောနော်ဇံဝေစားသည်ဖြစ်စေမဝင်သားသည်ဖြစ်စေမြတ်စွာဘုရားဟာအမြဲတမ်းတကူတော်နဲ့တင့်တယ်နေပါတယ်ဘုရားကိုပူဇော်တဲ့ကထာတာ အဲ့ဒါကိုအာယုံပြုတ်ပြီးတော့ရွတ်တဲ့နေပေါ့နော်အဲ့ဒါကိုအာပြုတ်နေနဲ့နှိုင်းရှင်ကြည့်တာနေဆိုတာနေပဲညကြံလင်းတော့လကလည်းညပဲနေဆိုမသာနိုင်ဘူးနော်ဘယင်းဆိုတာလဲရိုးရိုးအယောင်ဝရစားနဲ့လာရင်ဘယင်းမှမသိတာယန္နာပုဂ္ဂိုလ်ဆိုတာလဲဇံဝင်စားရင်တမန်ပုဂ္ဂိုလ်လို့ဖြစ်နေတော့မြတ်စွာဘုရားကြတော့အဲ့ဒီလိုသူ့အချိန်လိုက်ဖြစ်တာမဟုတ်ဘူးဖရာအစင်သာဝရကို မြတ်စွာဘုရားရဲ့ဂုဏ်လေးဟာဓမ္မကျင့်သုစရာကောင်းတယ်ဆိုတာအာယုံပြုပြီးတော့အဲ့ဒါလိုကျော်ဒီဘတော်တရားပြီးတော့ခါမှသစ္စာဆုံးတာတို့ဘာလို့လုပ်တာမို့ဒီဝါတပတိအတေသောရတိမာဝတိသတိမာတဏ္ဍောတတိယောတပတိဇာယိတပတိဗမနောထာတဗ္ဗောရတေဘုဒ္ဓောတပတိတိသကာဂာတိ ဒီဝါတပတိအတိသောရတိမာတိသတိမာတဏ္ဍောတတိယောတပတိသာယေတ